ခမရို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုကျိုးစည်းဝါအတက်အတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပူများပါတယ်အဲ့ဒီထက်မှခမရမပါအောင်နေပါကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်အဲဆိုတော့ကျွန်တော်ပထမပြောမှာတော့ဒီနေ့အဲရန်ကုန်မြို့လေကောင်းမှာဓမ္မတိုက်ခန်းရဖြစ်စဉ်လေးနဲ့ကျွန်တော်စပါတယ်မြို့လေကောင်းမှာတပတ်တိုက်ခန်းရဆိုတော့လူရခန်းရဆိုပုံမှန်ပါတယ်အဲလူရတာဒီဘက်တောင်လှည့်ပတ်ပြီးတော့သကလုံးသုံးကြပြီမြို့တို့ဖြစ်စီကံမှုဟိုရွှေဆိုင် ရွှေဆိုင်က ရွှေဆိုင်ကိုလာပြီးတော့လူရမှုတွေဖြစ်သွားတယ်ဆိုတဲ့အထိပဲဓမ္မတိုက်ဆိုလို့ပြောလို့ရပါတယ်အဲ့လိုဖြစ်သွားပါတယ်ဓမ္မနဲ့လူရနေကိုရွှေချက်ခံတာကြာလူရတာဒီရူးကိုလူသွားတာတဏှပြပြီးဓာပြပြီးဒုတစ်ခုကိုပြပြီးတော့ရောက်ပြတာဓမ္မတိုက်တာအဲ့ဒါရှင်းနေတာကိုတချို့တွေရွှေချက်ခံအောင်ပြောတယ်နော်အဲ့တော့ထားပါတော့လာတာကြည့်အောင်ဖြစ်နေတော့လာတာဆိုတော့လာတာဆိုတော့ရန်ကုန်တောင်တောင် area တွေတမြွနဲ့နော်လာတာအမှတ်3ရက်ွက်မဟာပြည်နယ်လမ်းမှာရှိရရွှေစင်ဆိုတဲ့မြို့ရှိရရွှေဆိုင်အဲ့ဆိုင်မှာဒီနေ့မနေ့ပိုင်းဒီနေ့9ရက်နေ့မနေ့ပိုင်းမှာပဲဓမ္မတိုက်လူရမှုဖြစ်သွားတယ် နော်ဆိုင်ဖွင့်ဖို့လာတဲ့အဲမိသားစုပေါ့ကြာအဲလားချင်မနေ့ဒီနေ့မနေ့9နိုင်လောက်မှာဆိုင်ဖွင့်ဖို့လာတဲ့အချိန်မှာပဲအဲရွှေရပစ္စည်းထုတ်နေတဲ့အချိန်မှာမြို့သားတယောက်ကမြို့သား sorry မြို့သား2ယောက်ကတနက်လေးတနက်ဒီတနက်ကင်ထားလို့ပြောတယ်တနက်ကင်တနက်အစ်စ်လားတူလားမသိဘူးနော်အပြစ်ခံရမှသိမှာပေါ့တူလားစစ်လားကြည်တယ်တော့တာအတူလားစစ်လားသိမှာပေါ့အခုကတော့တနက်ကင်ထားရလို့သိရတယ်အဲ့တော့တနက်ကင်ထားလူ2ယောက်ရောက်လာရောက်လာပြီးတော့ဟိုရွှေဆိုင်ဟိုမှာဖွင့်ဖို့လာတဲ့အထုပ်တွေပေါ်တယ်ကိုကြည့်ပြီးတော့တနက်ပြပြီးတော့တနက်ပြပြီးတော့ချင်းချောက်ပြီးတော့အသာတကြီးတောက်ယူသွားတယ်လို့မထင်ပါနဲ့ဓမြတ်လိုက်တာပါဓမြတ်လိုက်သွားပါတယ် ဒါတွေတော့ပါသွားတယ်ပေါ့ဗျပါသွားပြီးတော့အခုချိန်ကြီးတော့ရဲတပ်ဖွဲ့တော့လိုက်နေတော့လို့ CCTV မှတ်တမ်းနေရှာဝေလိုက်နေတော့လို့ချန်ပီယံသိရတယ်ဆိုတော့ဒီလူသွားတဲ့လူတွေကတော့ကိုစိုက်ကယ်စီးပြီးလာတော့ဆိုရန်ကုန်မြို့ထဲမှာစိုက်ကယ်စီးရဆိုရင်လုပ်ငန်းစဉ်တွေရှိနေပြီပြောရရင်စိုက်ကယ်စီးတာကရန်ကုန်မြို့မှာစိုက်ကယ်စီးတာကနော်မထားတော့ဟိုရင်ထင်းရဲတွေစီးတယ်ဗျာစီဗယ်တွေစီးတယ်ဗျာအဲရဲတပ်ဖွဲ့ဝင်တွေရဲ့ချို့တွေစီးတယ်ဗျာအဲတခါဒီတပ်တမတော်သားအဲတွေ့ချို့တွေလည်းစီးတယ်ဗျာတခါတလေစီးရတွေ့တယ်အဲ့တော့ဒီအစိုးရဌာနဆိုင်ရာချို့တွေလည်းစီးတယ် အဲ့တော့အခုဒီလိုမျိုးစိုက်ကယ်စီးတဲ့ကိစ္စကစိုက်ကယ်စီးလာဆိုကိစ္စရန်ကုန်မြို့လေကောင်းဖြစ်တော့ဒါတွေကအသွင်ယူလာတဲ့အယောင်ဆောင်လာတာဖြစ်ဖို့များတယ်အယောင်ဆောင်နေပေါ့ဗျာဥပမာဆိုကြပါစို့စစ်သားလိုလိုရဲလိုလိုနဲ့အယောင်ဆောင်ပြီးလာပြီးစီးတဲ့သဘောရှိတယ်အဲ့တော့စီးရအောင်အဲ့လိုစီးရတယ်ဒါခါကျရင်လေတည့်တယ်ဗျာခါလို့တည့်တယ်မေးစစ်သားအယောင်ဆောင်နေကောင်းရဲအယောင်ဆောင်နေကောင်းဆရာဝန်အယောင်ဆောင်နေကောင်းဟာခင်ဗျာလူတွေတိုက်ပြီးမှအကုန်လုံးကကလင်ကြီးတွေတအားများလာတယ်များလာတဲ့ခါကျတော့အယောင်ဆောင်ပြီးတော့လိန်နိုင်မှုတွေကြီးကြီးရှိတယ်အခုလဲဒါအယောင်ဆောင်ပြီးတော့ cycle စီးလာတယ်ဆိုတော့ကြည်ရတာအစိုးရဝန်ထမ်းလူတွေဘာလို့လဲရောင်းဆောင် cycle စီးမအောင်ဗျာပြီးတော့မနေ့9နိုင်လောက်ဆိုရင်ထင်းရဲတွေဘာကြီးလဲမတွေ့ဘူးထင်ပါတယ်ပြီးတော့ရင်ထင်းရဲတွေနဲ့ cycle နဲ့ပတ်သက်ရင်လည်းဒေချာလေးမှတ်ပုံလေးနံပါတ်တင်နေကြာကြာလာ cycle တွေဟိုဒေချာစီးရင်သွင်းဖို့လိုပြီးဌာနဆိုင်ရာတွေမှာဘယ်ဆင့်ဘယ်လဲဘယ်လိုစီးရမလဲဆိုတော့မျိုးဟိုအစိုးရတိုင်းအစိုးရဒေချာစနစ်ကြစီမံခန့်ဖို့လိုပြီးဗျာဒီ cycle စီးတဲ့ကိစ္စအောင်ဘာလို့ဆို cycle ကိုစီးကျင်နေစီးနေလဲကျွန်တော်တို့ journalist တွေ cycle license ထုတ်ပေးရင်တော့ကောင်းမယ်။ဒါပေမဲ့တိုက်ထိုက်တိုက်ကိုဘာနှစီဆိုပြီးတော့ license ထုတ်ပေးလိုက်ရင်တော့ကျွန်တော်တို့လည်းသတင်းသွားယူရတာမြန်တာပေါ့ဗျာ။သတင်းသွားယူရတာမြန်တာပေါ့။ ဟိုနောက်ဆိုရင်အဲ့အဲ့နံပါတ်မြင်လာတာဒါဒါချင်းသတင်းတော့ဒါကဘာကဘာဘူးတိအောင်ပေါ့ကုန်လေးတစ်ခုနဲ့ဟိုလေးနဲ့တွားလိုက်ဒါသတင်းတော့ဒါစီပင်ဒါရဲဒါရင်ထင်းရဲစသဖြင့်စိုက်ကယ်နံပါတ်ကိုမြင်လိုက်တာနဲ့နံပါတ်ကခဏန်းနေမှာပါလာဖို့လိုတာပေါ့နော်ခဏန်းနေမှာတို့ဖို့ဟိုဟာဒီအခက်ရတယ်မှာတစ်ခုမှကစားတာမျိုးလုပ်လို့ရတယ်အဲ့ဒါကြီးထုတ်ပေးလိုက်ရင်တော့ဘာပြောစနစ်တကျဖြစ်သွားမှာပေါ့ခုကပြောက်တော့ကြီးဖြစ်နေတယ်စိုက်ကယ်ကြုံကြုံလို့ဝယ်စီးနေကြအဲ့လိုဖြစ်နေတယ်နော်အဲ့တော့ရေရုံးကစိုက်ကယ်စီးပြီးတော့ညလာတိုက်တော့ဘာခံခံနိုင်သေးလဲပေါ့နော်ပတ်စံဘလောက်ပါသွားလဲဆိုတော့တိန်ထောင်နဲ့ချီပါသွားလို့ချန်ပီယံစီးရတယ် ဟိုကိုလည်းတော့ရေးထားတာမဟုတ်တော့မသိဘူးပေါ့ဗျာရွှေတွေပစ္စည်းတွေနဲ့ငွေသိန်းတစ်ထောင်လောက်ပါသွားတယ်လို့ကြံပြင်းသိရတယ်နော်ရွှေတွေပစ္စည်းတွေငွေသိန်းတော့ပါသွားတယ်သိရတယ်အဲ့တော့ခုချင်းကြီးတော့ light တွေတော့သိရတယ်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်မိဖို့မိနိုင်ကြီးလည်းများပါတယ်ဘာကြောင့်လဲဆိုတော့ဒီရွှေဆိုင်ကလူကြီးတယောက်နဲ့ပတ်သက်နေတဲ့ဘယူတယောက်ရဲ့မိသားစုဝင်လူလူကြီးတယောက်ရဲ့မိသားစုဝင်ဒီပိုင်းနဲ့ဆိုင်လို့ကြံပြင်းသိရတယ်အဲ့တော့လာတာမြို့နယ်စကူလမ်းနာကအဲ့ဆိုင်ကတော့လူကြီးတယောက်နဲ့ပတ်သက်နေတဲ့ဆိုင်လည်းဖြစ်တဲ့အခါကျတော့ ပတ်သူကြီးတောက်ကမိသားစုဝင်မိသားစုဝင်ဖြစ်တယ်လို့သတင်းတွေထွက်နေတဲ့ခါကျတော့ထေချာတဲ့သဆိုင်ရလုံချင်းတက်ဖို့တွေတော့တိတိမိဖန်စီလိမ့်မယ်လို့ယူဆပါတယ်เนาะအဲ့တော့တိတ်မိနိုင်မိနိုင်ရရှိတယ်ပေါ့လေเนาะလူကြီးတောက်တဲ့ဘယ်လူကြီးလဲလို့မေးပါနဲ့အသက်ကြီးလူကြီးပါအဲ့ဒါမှပါเนาะဆိုတော့အဲ့အဲ့လိုအဲ့လိုတရားောက်ကြွားဆိုတော့ဒါထားလိုက်တော့ပေါ့နော်ဒါလေးတစ်ခုပါဒါလေးတစ်ခုကျွန်တော်ကြုံရလို့ဆပြောတာအဲ့တော့နောက်တစ်ခုကကျွန်တော်ဒီနေ့ရွှေဆိုင်နဲ့ပတ်သက်လို့ရှိရင်ရွှေနဲ့ပတ်သက်ပြီးထပ်ပြီးနောက်တစ်မျိုးပြောရမယ်ရွှေလေးပတ်ကားမရောင်းဖို့ဆိုပြီးတော့ရွှေသိန်းကဒီနေ့9ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လာတွေ့ရတယ်ရွှေသင်းထုတ်ပြန်လာတွေ့ရတယ်အဲ့တော့ဘာဖြစ်လို့ရွှေလီဘတ်ကမြောင်းဝင်လာလဲဆိုတဲ့အိစားလဲဒါကျွန်တော်စဉ်းစားရဖြစ်တယ်အဲ့ဒါဘာလဲဆိုရွှေနဲ့ပတ်သက်ပြီးတော့တဲ့နော်ရွှေဦးတဲ့တရန်ဆောင်ရောင်းချတာကြိုရောင်းကြိုဝဲလီဘတ်ကရောင်းချတာတဲ့တရားဝင်ရောင်းမှုတွေမလုပ်ဖို့ဆိုပြီးတော့ဒါဒီနေ့ထပ်ပြီးတော့ရောင်းရိတ်သားကြီးအဖို့ရရွှေတတ်တုရောင်းဝယ်အသင်းကနေပြီးတော့ဒီနေ့ငါးရက်နေမှာထပ်ထုတ်ပြန်တယ်အဲ့တော့ရွှေရောင်းဝယ်တဲ့ခါမှာလီဘတ်ကမရောင်းဘူးဆိုတာမျိုးပြောတာအဲ့တော့လီဘတ်ကမရောင်းဖို့ဆိုတဲ့ကိစ္စကိုထပ်ပြီးဖိအားပေးတယ်ပြောချင်တာကလီဘတ်ကရောင်းနေလို့လီဘတ်ကမရောင်းဘူးအတူပြီးတော့ဗျာ ဆိုတော့လောကိုင်မှာရွှေလေးဘက်ကတော့ပဲလေးဘက်ကတော့ရှိတယ်ရှိတယ်ကျွန်တော်မှာရွှေတတော်ရှိတယ်ဆိုတော့အဲရွှေတတော်ကိုအုပ်ကိုအေးရနေပြီးတော့ရွှေအဲရွှေကိုမြင်နေကျွန်တော်ဝယ်မယ်အာလေးနဲ့ဝယ်လိုက်တယ်ကျွန်တော်ဝယ်မယ်ရွှေတော့ကျွန်တော်ဝယ်မယ်ဆိုတော့ရွှေတော့တတော်လေးကိုပုံပြီးတော့ဘယ်လိုလုပ်မယ်မလဲနမူနာပေးတာနော်ရွှေတော့တတော်ကိုဒါသိန်းအဲဒါသိန်းတစ်ထောင်သိန်းထောင်နဲ့ဝယ်တယ်ပေါ့နောက်တစ်ခါကျွန်တော်ပြန်ဝယ်မယ်တစ်ထောင်နဲ့30နောက်တစ်ခါတစ်ထောင်နဲ့20တစ်ထောင်50ထောင်တရာထောင်နေရပတ်လေဒီတတော်လေးကိုပဲတည်ပြီးတော့အဲ့မှာပတ်လေလူ100ယောက်လောက်ကအဲ့ဘုံကအယောင်းဝယ်လို့သွားတယ် ဘာရွှေစည်းအတက်ကြပါမို့ဒီရောင်းလို့သာပြီးတော့နောက်ဆုံးမှာကျတော့အဲ့ရွှေစည်းက1000နဲ့ပစ္စည်းက1100ဖြစ်သွားတယ်အဆုံးသတ်အဲ့တော့မူလ1000ကဘယ်လိုလုပ်1100ဖြစ်ရတာလေဘာကားနဲ့ပတ်ရောင်းနေလို့ဖြစ်တာအဲ့တော့ရှင်းပါအဲ့တော့လေဘာကားကိုပိတ်တာအခုပဲလို့ပဲလောကလည်းအလားတူပဲเนาะပဲလောကလည်းအလားတူပဲเนาะဟိုဟိုနေ့ကပဲဟိုဖွင့်ရသွားတဲ့ဒီဒီဖွင့်ချသွားတဲ့ပဲရင်းမင်းလို့ပေါ့နော်ပဲကျွန်တော်တို့ခေါ်တော့ပဲကလာပါအဲ့လိုခေါ်ကြတာအဲ့လိုခေါ်ကြတာဒါထပ်ပါတော့ဒါကသူ့ဘောဖြစ်တာမဟုတ်ပါဘူးပဲကပဲနဲ့ပတ်သက်ပြီးဖွင့်ချသွားတဲ့ကိုရင်းမင်းတွေပေါ့အဲ့သူဖွင့်ချသွားတဲ့ဟာမျိုးဆိုလို့ရှိရင် ်အဖွင့်ချတာမျိုးဆိုရင်အဲ့ဒီလောကပဲလောကသူဖွင့်ချတဲ့ပဲလောကမှာလည်းအဲ့ဒီပဲလောကမှာလည်းတသက်ရှိတယ်သူဖွင့်ချတဲ့ကိစ္စမတိုင်ဘူးလေပတ်ကရောက်လာပဲမှလည်းရှိတယ်အကြီးကျယ်ရှိတယ်အကြီးကျယ်ပေါ့လေပတ်ကဥမာဆိုကြပါဆိုဗျာတောင်သူကတောင်သူကနေပြီးတော့သူ့ပဲတင်းတရာကိုဈေးဘလောက်လုံလောက်ထားပါတင်းတရာ10သိန်းမှာ15သိန်းမှာတင်းတရာကိုတောင်သူရှိမှာနမူနာတယောက်ကနေပြီးတော့ဝယ်တဲ့ကောင်တစ်ကောင်ကနေသွားပြီးတော့ကျွန်တော်ခင်ဗျားပဲထွက်လာရင်ညော့တင်းတရာကို10သိန်းပေးပါမယ်နမူနာပေါ့နော်နမူနာ10သိန်းပေးပါမယ်အဲ့တော့10သိန်းပေးပါမယ်ဆိုပြီးတော့သူကအဲ့ပဲကိုယူလိုက်တယ်ပြီးတော့ သူကအဲ့ကောင်ကမြို့တက်တယ်မြို့တက်ပြီးတော့ဟိုစိုက်ခွင်းစိုက်ခင်းကလူသွားပြောတယ်မြို့တက်ပြီးတော့မြို့ကဟိုမြို့ကပွဲစားပေါ့ပွဲစားဆင်းနောက်တစ်ယောက်သွားတယ်သွားပြီးတော့ကျွန်တော်ပဲတင်းတရားကို15ဒိတ်ကျွန်တော်ရောက်ကျွန်တော်တွဲပြီးမြင်ခင်ဗျားတို့ယူဆိုတော့အာဟိုကင်းကြောင်းယူမှာပေါ့ဒီကကလည်းအဲ့တော့ဒီပုဂ္ဂိုလ်ကလည်းသူကနောက်ထပ်သူ့ရဲ့ကြီးရဲ့ပြပ info ပို့မဲ့ကုံတွေကိုသူကသွားပြောသွားချိတ်တယ်နောက်နှစ်လလောက်ကြာရင်တော့ခင်ဗျားတို့ကျွန်တော်ပဲတင်းတရားသိန်း20နဲ့ကျွန်တော်ပြီးမြင်ခင်ဗျားယူဆိုအာဝါလည်းအဲ့သိန်း20ယူမှာပေါ့ယူမှာပေါ့အဲ့ဒါနဲ့ပြီးပြီးအဲ့လိုတက်သွားတာ အဲ့နောက်ဆုံးကုန်တဲ့ရောက်တော့သူ့လက်ထက်ပေါ့အာနိုင်ငံခြားပို့နိုင်ငံခြားပို့ရမယ့်နိုင်ငံကိုတက်ပြီးတော့ခင်ဗျားတို့ကျွန်တော်ပဲတင်တရားကို330နဲ့ပို့မယ်။ဩစသဖြင့်လုလိုက်ကော330 340နဲ့ပို့မယ်ပေါ့လုလိုက်ကော။ဒါပေမဲ့တော့ဒီပဲကမူရင်းမူရင်းဆိုင်တဲ့တောင်သူက30ပဲရပြီမယ်။အနောက်ဆုံးပြပပို့တဲ့ကောင်က60လောက်ရတယ်။ဆိုတော့ဘာကောင်တော့အလင်းမှာ40လောက်ကဟာပါတယ်။ဟာပါတယ်။ဟာအဲ့လိုဟာပါတော့40လောက်ဆိုတော့50 50လောက်ဟာပါတော့50လောက်ဟာပါတော့60ပတ်ချိုင်50အဲ့လိုဟာပါတော့တောင်သူကရတာ30ရတယ်ဟိုကောင်က50လောက်ရတယ်။ ငါးဆလောက်กว่าပါတယ်အဲ့လေကောင်လေးပတ်ကစားတဲ့ကောင်เนี่ยအခွန်လည်းမရအောင်အဲ့ဒီကောင်စီအခွန်လည်းမရအောင်နိုင်ကတော့အခွန်တကြက်မှမရအောင်နော်ဒီနောက်ဆုံးပို့တဲ့လူစီအခွန်ရရင်ရမယ်တောင်သူစီအခွန်ရရင်ရမယ်ဒီအလေကောင်လေးပတ်ကသမားစီရဲ့အခွန်မရအောင်နိုင်ကတော့အခွန်လည်းမရအောင်မရလိုက်ပြင်ပဲစီရဲ့လည်းကြီးရွာတည်တယ်တောင်သူကဈေးအမှန်မရအောင်နတ်နှစ်နာတာတောင်သူကနေနာတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလေးပတ်ကဒီပဲမှလည်းရှိတယ်အဲ့ဒါမျိုးဘယ်လိုလုပ်လဲပဲအသိအရလူတွေလုတာပေါ့မလို့ပဲနေလုတာပေါ့အလုပ်ကြီးလုတာပေါ့ဒါကြောင့်ငိုရင်းမင်းလွင်ကစော်တာလေကျွန်တော် သူတချို့ရဲရဲမင်းပြောတာအခုနေပြောခဲ့ပါတယ်တချို့ဟာတွေတော်တော်မှန်ပါတယ်တချို့ဟာတွေမှန်ပါတယ်ဒါပေမဲ့တချို့ဟာတွေတော့ဒီလိုရောထွေးပြီးတော့ဟို तू ကစ်ချင်တယ်လို့ရောခဲ့ထားတယ်ကျွန်တော်ဒီလိုပြောတယ်ဒါပေမဲ့ဘလို့ဖြစ်ပါသူလည်းသူ့အဖေအတွက်နဲ့စိတ်ပူပြီးတော့သူစွတ်ဆက်ပြီးတော့ဟိုရှောက်ပြောတယ်လို့ထင်ပါတယ်သူ့အဖေလွတ်လွတ်မြောက်ရေးတော့ကိုရှောက်ပြောတော့ဒီလိုပြောတော့ဘယ်လွတ်မလဲဗျာအဲ့လိုပြောလေလေသူ့အဖေပူပြီးတော့အနေရရှိလေလေပါပဲသူသူရဲ့အဲ့ဒါကိုနားနားမလဲတော့မသိဘူး तू အဲ့လိုပြောလေလေသူ့အဖေထောင်းနေမှာပဲအလို့ဆွေးနိုင်ကြီးပဲရှိလေလေပဲအဲ့သူသူ့အနေနဲ့ကတော်တော်တိတ်ကြိတ်ပြီးတော့စူးစမ်းရမယ်သက်ဆိုင်ရာဝါးနေလမ်းကြောင်းရှာရမယ်ဖို့တော့သူ့အဖေကို အနေကိအောင်သူကြံပန်စူးစမ်းပေးရမှာဒီလိုမျိုးဖွင့်ချရတော့ဘာပိုကောင်းသွားလဲဘာမကောင်းသွားသူ့ဖေးပဲအဲပို့ပြီးတော့ရိုးဆွေးကိုများသွားတော့เนาะဒါသူသူသူရွေးချယ်တဲ့လမ်းကတော့ဘယ်လိုလဲတော့မသိဘူးပေါ့လေဒါသူစဉ်းစားချက်တက်တက်ရှိတယ်သူကနိုင်ငံရေးရွေးချယ်ရှိမရှိကျွန်တော်မသိဘူးပေါ့တို့တော့သူ့ဖေးစိတ်နဲ့ဒေါသထွက်ပြီးတော့ဆက်လုပ်သလားတော့မသိဘူးဘယ်လိုဖြစ်စရာသူဖွင့်ချတဲ့ကိစ္စတချို့ကိစ္စတွေကခင်ဗျာပဲလောကသားတွေကိုကိုတချို့ကိစ္စတွေကကိုလက်တွေချီတယ်လက်သေးချီသေးထွက်နေတာတွေရုပ်သိမ်းမှုလို့တော့ဗျာပဲလောကသားတွေစီလောကသားတွေလည်းတစ်ဖွဲ့ကြီးပဲပဲလောကသားစီလောကသားတွေနှစ်ဖွဲ့လုံး ိုစစ်ကြောရေးမှာရောက်တယ်ရောက်နေတယ်ကျွန်တော်ကြားပါတယ်စစ်ကြောရေးမှာရောက်လို့ဆိုတာဆက်ထားစီးတာမဟုတ်ဘူးနော်ခေါ်ယူမင်းမျက်နှာရောဖားတာမဟုတ်ဘူးနော်အဲ့ဒါရောက်တော့ကျွန်တော်လည်းကြားပါတယ်ကျွန်တော်ကောင်းကောင်းပါဘူးဟိုမှာထားပါတော့ဟိုတချို့တချို့ပဲပဲလောက်ကဆရာကြီးတွေဆိုလို့ရှိရင်လည်းပတ်ဆိုပြီးတော့ဟိုမှာခီးသွားပါတယ်ဆိုပျောက်သွားတယ်၃လေးရက်၅ရက်ကြားပါတယ်ဟုတ်ထားပါတော့အဲ့လိုပဲရှိပါတယ်ဒါကြောင့်ကိုပါလေးကိုရှော့ကြပါလေပကားဆိုတာအရင်ကြောက်ဖို့ကောင်းတယ်လေပကားကနေပြီးတော့တိုက်ပြီးဘာဖြစ်ကုန်လဲဆိုတော့မထိုင်မထိုင်မဖြစ်တဲ့နေစည်းတွေပေါက်တယ်မပေါက်တဲ့နေစည်းတွေပေါက်ပြီးတော့တိုက်ပြီးဖြည့်စည်းစလို့ဖြစ်တယ် ဲ့ဒါကြောင့်မလို့စီးပွားရေးမှာစီးပွားရေးဂေယာစနစ်ကိုမဖြစ်စည်းကြဘူးကျွန်တော်မြင်ရတယ်ရွှေဆိုင်ကရွှေလောကသားတွေဆိုပြီးပိုဆိုးတယ်ပိုလုတ်တယ်အဲ့တော့တချို့သောရွှေဆိုင်ပိုင်ရှင်တွေဟာနီပိန်အကျန့်ဖက်အားပိတ်တွေလည်းဖြစ်တယ်ဒီလိုပဲတစ်ချိန်တည်းမှာပဲဘာဆက်ဖြစ်လဲဆိုတော့တိုင်းပြည်မတိမငင်ဖြစ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 ်အရေးမကြီးဘူးငါတို့ရွှေနဲ့ချမ်းသာကိုအရေးကြီးရဆိုပုံနဲ့ချအောင်ချတယ်အကြီးကျယ်လုတ်ကြတယ်ဟိုပြောရရင်တော့ရဲဆက်ဆက်တွေလုတ်ကြတာရှိတယ်ရွှေနဲ့ပတ်သက်ပြီးတော့အကျန့်ဖက်သမားတွေတူဖော်လာရရှိလာတဲ့ရွှေတွေလည်းဒီကောင်တွေတခြားတစ်ဖက်လည်းဝယ်ပြီးတယ်ရှူရှူလိုက်မှရှင်တယ်အဲ့ဒါရှိတယ်ဒါကြောင့်ကျွန်တော်တို့က ဒါတွေရှိလို့ကျွန်တော်ပြောနေအဲ့တော့လေဘကရွှေလေဘကမရောက်ပါနဲ့သူကထပ်ပြီးတော့သတိပေးနေရရင်ကြောင်းရင်ဒီရွှေသိန်းရဲ့သတိပေးကြောင်းရင်ဒီသူ့လူတွေရွှေလေဘကရောင်းနေလို့ပေါ့ဗျာသူအချိန်ချင်းသတိပေးတာဘယ်နှချင်းလဲဆိုတော့တရချင်းမြောက်ချစ်ခွင့်ပန်းချင်းလို့ပဲအချိန်ပေါင်းတရချင်းမကတော့အချိန်ချင်းသတိပေးတာသတိကြီးပဲပေးတာတခါမှလည်းရည်ယူတယ်ဆိုတာမကြောက်ဘူးအဲ့တော့ရွှေသမားတွေကိုယူမယ်ဆိုရင်ထိထိမိရည်ယူကြရည်ဆံပါဗျာနော်နိုင်ငံတော်တွေနဲ့ရည်ယူကြရည်ဆံပါကဲကတော့ဟို blacklist blacklist ထုတ်ထားရည်လည်းရှိတာပဲနိုင်ငံတော်က blacklist ထုတ်ထားပြီးယူပလိုက်စောပလိုက်ယူပလိုက်ဟိုကနိုင်ငံတော်ကဘာလို့ထောက်ထားပြီးဘာလို့ငှက်ညာနေမှမသိဘာလို့ ချိန်စနေမှမသိဘူးတချို့ရွှေနဲ့ပတ်သက်ပါပါရွှေနဲ့ပတ်သက်ရောပဲရောစီရောစသဖြင့်ပေါ့ဟိုရှင်းပြရင်တော့နိုင်ငံရေးပေါ်ရုပ်ကိုထိနိုင်တဲ့ကိစ္စမျိုးဆိုရင်တော့ရှင်းပြဒီစီးပွားရေးလုပ်ငန်းရှင်တွေကိုဒီလိုကုန်သွေးဆုပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုပြပြသားကြိုက်လို့လို့ရဗျပြပြသားကြိုက်လို့လို့နော်အဲဆိုသူတို့ပြည်သူဘောကနေကုန်သွေးဆုပ်သွားတာနည်းနည်းတော့ပတ်စံပို့ဘူးအဲ့ပြည်သူတွေကတော့ဆဲရမလို့ဆဲလဲဆိုတော့ထိတ်ဆုံးထိုင်နေပုံစံကြီးမင်းအောင်လာလို့ဆဲတာအဲ့တော့ပုံစံကြီးမင်းအောင်လာနေနဲ့လေ ထိတ်ဆုံးအောင်ထိုင်ပြီးတော့ကိုယ်လည်းတေချာခိုင်းနိုင်ဖို့ပဲနဲ့ကိုယ်လည်းမသိရဘဲနဲ့ကိုယ့်အောက်ကဘာကောင်းနေမှမသိဘူးဘလို့လုံးလဲဘူးသူတရားကိုအဆက်ခံရတာမိုးမော်နေအောင်အဆက်ခံရတာအဆက်ခံရရင်ကြားလုံးလို့ရိုးနေတော့လည်းမသိဘူးပေါ့တိုးတော့ဘလို့ဖြစ်ကိုကတိုင်းပြည်ကိုကောင်းစေချင်ပါလေနဲ့အောက်ကကောင်းနေထင်နိုင်ချင်လုံးချင်တယ်လို့ပြည်သူပေါ်မှာကုတ်ခွာစီးထားတဲ့ကောင်းကြီးမြင်ရင်သိပြီတွေ့ပြီဖော်ထုတ်ပြီဆိုရင်တိတိကျပြတာရေးယူပြစ်လိုက်ဖို့လိုတယ်ဒါမှသာလည်းခေါင်းဆောင်ဆိုတာကရှင်းပြရတော့ဟိုပြက်ပြက်သားရေးယူပြပါတယ်ကြောသားရင်တော့မခွဲကြဘူးဆိုတော့ပြည်သူကလက်ခံပါအဲ့တော့ဘာပြောဟိုပြက်သားတယ်တိကျတယ်ဟို ိုပြတ်သားတယ်တိကျတယ်နောက်တစ်ခါပါလဲဆိုတော့ပြည်သူလေးထားတယ်ဆိုတာမျိုးပြတ်သားဖို့လိုပါတယ်နော်ဒါလေးကဂျုံကြိုက်လို့ထည့်ပြောတာနော်ရွှေသမားတွေလည်းသတိထားကြပါဗျာခင်ဗျားတို့လည်းဟိုကိုယ်မလုတ်တဲ့တိုင်းလုတ်ကြနေပါဗျာဒါလေးရှိရတယ်လုတ်တဲ့တိုင်းမလုတ်ရင်မဖြစ်တဲ့တိုင်းမဖြစ်ဘူးပေါ့ဗျာနော်ဟုတ်တယ်မလားလုတ်ချင်လုတ်လုတ်ချင်တိုင်းရှောက်လို့ရင်တော့ဖြစ်ချင်တိုင်းဖြစ်ပုံပါပေါ့နော်ဒါပြောရှိရအောင်အဲ့တော့ဒါတစ်ခုပြီးတော့နောက်တစ်ခုကကျွန်တော်ဒီနေ့အဲစီကိန်းကိစ္စပြောမယ်ကျွန်တော်မပြောဘူးလားလို့နော်ကျွန်တော်မပြောဘူးလားလို့ကျွန်တော်တို့ရဲ့မြန်မာအသင်းနဲ့ပတ်သက်ကျွန်တော်မပြောဘူးလားလို့ခင်ဗျားတို့ကျွန်တော်ပြောခဲ့ပါတယ် မြန်မာသင်းနဲ့ပတ်သက်တေးကြတာတော့မြန်မာသင်းအုပ်စုပြုတ်ပြီယောက်ျားလေးသင်းပြောတာအုပ်စုကပြုတ်ပြီးသားဖီလီပိုင်ကိုဒီနေ့နှစ်ခိုးတုံညာနဲ့ရှုပ်တယ်ဒီကောင်နေရှုပ်နေမြန်မာလေးတွေကြတော့နိုင်နေဗျာမြန်မာလေးတွေကြတော့နိုင်နေနော်မလူလူလေးဆိုကြည့်မိထက်လူလေးဆိုရင်လှလှပပတီတီချာချာလေးချိန်ပြီးတော့ခေါင်းတိုက်ပြီးသွန်းသွားတာလှသလားမင်းနဲ့ဩတေးချောက်ချိန်တိုက်သွားတာအဲ့တော့ဘာပြောပြောอืมမိထက်လူရဲ့ဟိုဟွာကောပြောရင်တော့ဟိုအနိုင်ကိုလေးနဲ့ကျွန်တော်တို့လည်းမြန်မာမျိုးသမီးတွေကဖီလီပိုင်ကိုနှစ်ခိုးတခိုးနဲ့နိုင်နေတယ် မြန်မာအမျိုးသမီးတွေကဖိလစ်ပိုင်ကိုအကျွေးတွေပေးခဲ့တာကျွန်တော်တို့အမျိုးသားအသင်းကချက်ချင်းပြန်ဆက်တာအကျွေးကိုချက်ချင်းပြန်ဆက်တာပြန်နောက်တိမ်မကူချက်ချင်းဆက်တာမနေ့ပိုင်းလုံခဲ့တဲ့ထားပါတော့ဘောလုံးက3နိုင်ခွင့်မကန်တာဆိုတော့လုံခဲ့တဲ့2နိုင်2နိုင်လောက်ကမှမြန်မာအမျိုးသမီးတွေကဖိလစ်ပိုင်အမျိုးသမီးတွေကအကျွေးတွေပေးခဲ့တာမြန်မာမျိုးသားအသင်းကခင်ဗျာလုံးဝမဟုတ်ဘူးလုံးဝအကျွေးတင်မခံအကျွေးတင်မခံစီချင်းဖိလစ်ပိုင်အပေါ်မှာဖိလစ်ပိုင်ရဲ့အပေါ်မှာအကျွေးမတူထားချင်ဘူးအဲ့တော့ဘာလို့လဲအကျွေးချက်ချင်းဆက်တယ်ဖိလစ်ပိုင်ကနှစ်ခိုးနဲ့ပြန်နှစ်ခိုးပြန်သွင်းသွားတယ် ကန်ကန်ဆိုးတာတကိုးတော့ကိုကရော့သွားသေးတယ်နှစ်ကြောနှစ်ပွဲပေါင်းတယ်တကိုးတော့တကိုးရော့သေးတယ်ဆိုတော့ဟိုပြောရရင်တော့အမျိုးသမီးတွေကတော့သူရလက်ကသူအောင်မြင်ယူသွားပါပြီနှစ်ကိုးတကိုးနဲ့အနိုင်ယူပြီးတော့သူအုပ်စုတက်ဖို့ခြေလမ်းကိုခက်ချင်းချင်းလှမ်းပါပါပြီအဲမျိုးသားတင်ရတော့ခဲလို့တည့်ရတိုက်ပါပဲကျွန်တော်မျိုးသားတင်ရတော့ဆလဘာကိုနှစ်ကိုးတုံရတဲ့ရှုံးပါလေနှစ်ကိုးတုံရတဲ့ရှုံးပြီးတော့နောက်နောက်တနေ့မှာအင်ဒိုနီးရှားမှာအင်ဒိုနီးရှားနဲ့ကြိုင်ရင်လေအဲသိကြပါတယ်ကြိုတင်တောင်းပန်ထားရမှာပါကြိုတင်ပြီးလက်ဝင်လေးခြေထားရတာအကောင်းဆုံးပါဘာလို့လဲဆိုတော့ နောက်လဲရှိုးမှာမလို့ကြိုးပြီးလက်ဥသားကြီးထားကြပြီတော့လို့ပြောရအောင်ဖြစ်နေနော်အဲ့တော့ဒါကတော့ဘောလုံးအသင်းရဲ့အခြေအနေပပီးရရှင်တော့ဒါပြန်လာကြလိမ့်မယ်ကလေးတွေဒါမှလည်းဟိုဘာပြောစူးစမ်းပန်းစူးစမ်းပေးတာကိုပဲကျေးဇူးတင်ပါတယ်နော်ဟိုဟိုမလောင်လဲမလောင်ရက်တော့ပါဘူးဘာလို့စူးစမ်းပန်းစူးစမ်းပြီးတော့ကျေးဇူးတင်ပါတယ်တို့ရဲ့အစွမ်းစားလည်းအဲ့ဒါအကုန်ပဲတကယ်အဲ့ဒါအကုန်ပဲတို့လုံနိုင်တဲ့အစွမ်းအဲ့ဒါအကုန်ပဲဘာမှမျောလိုက်ချက်ကြီးမှထားလို့မရဘူးအစွမ်းစားအဲ့ဒါအကုန်ပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ညီမအသင်းစူးစမ်းနေတဲ့လောက်စူးစမ်းခဲ့ကြတယ်ဒါပေမဲ့တို့တို့ဒီဒီလောက်ပဲရနိုင်ရရှိတယ်ဒါပဲရလာခဲ့တာဖြစ်တယ် တို့တို့မြန်မာပြည်သားတွေနဲ့မျှော်လင့်ချက်ကြီးစရာမလိုဘူးမျှော်လင့်ချက်ကြီးမထားနဲ့နော်နောက်တဲ့ယူဆက်ခွန်အုပ်စုကြရင်သာနည်းနည်းစောင့်ကြည့်ကြဒါလေးပဲကျွန်တော် ပြောချင်တယ်နော်အဲ့တော့အင်ဒိုနီးရှားနိုင်ငံကြီးကြရင်လည်းအားတော့အားပေးဖို့ဗျာကိုအသိန်းဆိုတော့တို့ချက်ကုတ်ချက်ခဲကစားပြီးတော့ရှုံးလာမလားဟိုစုစုပြပြနဲ့စုပြတအောင်ရှုံးသွားမလားဘလို့ရှုံးမလဲတော့မသိဘူးအဲ့တော့ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့ဒါလေးပဲပြောချင်တာမျိုးသားတင်းတော့တော့သွားပြီပေါ့နော်ဒါလေးပြောချင်တာနောက်တစ်ခုကဘောလုံးနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုအဲ့ဒါဘာလဲဆိုတော့ဥစ္စာဥစ္စာကိစ္စပေါ့ဥစ္စာကိစ္စပါလာပြီဒါကဘာလဲဆိုတော့အားလုံးလဲ သိပါပါဟိုဟိုကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ပထမဆုံးအကြိမ်ကြီးမြတ်မဲ့ငြိမ်းချမ်းရေးစု Peace Pride ပေါ့နော် Peace Pride က Donald Trump ရဖို့များတယ်ဆိုရဲဟာတရင်ရတရင်ကြီးနေပြီအဲဒါကျွန်တော်တို့လည်းဒီဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ကမ္ဘာဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ FIFA နဲ့ပြီးတော့ဒါ Peace Pride ပေးမယ်လို့ငြိမ်းချမ်းရေးစုပေးမယ်လို့ကြေညာလိုက်တဲ့အချိန်ပထမဆုံးစုပေးမယ်ကြေညာတဲ့အချိန်တွေကကျွန်တော်ကသိတယ်ဒါကြည့်ရတာ Nobel ဆုနဲ့လွဲသွားတဲ့ Donald Trump အတွက်အမေရိကန်သမ္မတ Donald Trump အတွက်ဒါပေးမယ်စုလို့ကျွန်တော်ကောက်ချက်ချလိုက်တယ် ကောက်ရကျွန်တော်ကျွန်တော်တို့ကောက်ရချတယ်ကဘာလို့ကောက်ရချပါလဲโอเคတကယ်လဲအဲ့အတိုင်းပဲဒေါ်နယ်ထရန့်အခုဆိုရင်ဒေါ်နယ်ထရန့်ကိုဟို peace pride ပေါ်ပေးလိုက်ပြီပေးလိုက်ပြီလို့မှတ်ပါเนาะဘာလို့ဆိုတော့ကျွန်တော်ခုပြောတဲ့အချိန်မှာပေးနေလို့ကျွန်တော်ယူဆတယ်ဘာလို့ဆိုတော့မြန်မာစံတော်ချင်းနဲ့ကျွန်တော်မြန်မာစံတော်ချင်း9ရက်နေဒီစမှာသူတို့မှာ4ရက်နေ4ရက်နေဟိုပါပဲရှိသေးတယ်ကျွန်တော်တို့ကျွန်တော်ည24နိုင်နေပါကွာတယ်9နိုင်20လောက်အဲ9နိုင်တော်ကွာဒါပေမဲ့9နိုင်12နိုင်ပတ်လေးလောက်ကွာတယ်အနည်းဆုံး12နိုင်10နိုင်နေပါ10ရက်လောက်ကွာတယ်ဆိုတော့ ပေးနေပြီပေါ့ဗျာပေးပြီးတော့မှတ်လိုက် Donald Trump ကိုပေးပြီးတော့မှတ်လိုက်တော့ကျွန်တော်အဲ့လိုပဲတစ်ခါတစ်ထစ်ချပြောလိုက်တော့မယ်နော်ခရောက်ရုပ်သားညကြည့်တဲ့ချိန်မှာကျွန်တော်လည်းကြည့်နေချိန်မှာ Donald Trump ရပြီဆိုတော့ကြီးညာရင်ကြီးတက်ရင်တက်လာမှာနော်အဲ့ဒါထပ်ပါတော့အဲ့တော့ငင်းချိုင်းစု Peace Pride ပေးတဲ့ကိစ္စက FIFA ပေးတဲ့ကိစ္စတော့သူ FIFA ပေးတာဒါပေမဲ့ပြဿနာဥစောစောဥစောစောကပါလာရောဘလို့ပါလာလဲဆိုတော့ဒီ FIFA ခန့်ထားတဲ့ဒီစုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌကျွန်တော်တို့မြန်မာဘောလုံးဖွဲ့ချုပ်ကဥက္ကဋ္ဌဥစောစောဖြစ်နေတယ်အဲ့တော့ဥစောစောဖြစ်နေတော့အဲ့မှာ ဟိုးဘက်ကပြည်ပြင်းညီပင်းအုပ်စုကအဲ့ဒါကိုတွဲပါလေရောတွဲပါလေရောနော်တွဲပါလေရောပြည်ပြင်းညီပင်းကအော်တွဲတယ်သူတဲ့ဆိုတာဒဂါရီယန်သတင်းစာပေါ့ဒဂါရီယန်သတင်းကဖော်ပြတယ်ဒီ FIFA ဥက္ကဋ္ဌ Infinito ကဒီစုကိုစတင်မှုပြီးခဲ့တဲ့လအကျင်ညာတယ်အဲ့တော့စုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌကိုဥစ္စာတော်ခန့်ရလိုက်ပါတယ်နော်ခန့်ရတဲ့အတွက်ဥစ္စာတော်ကဒီစုကိုရွေးချယ်ရေးဥက္ကဋ္ဌဖြစ်သွားတယ်အဲ့တော့ဥက္ကဋ္ဌဖြစ်သွားတော့ဥစ္စာတော်ရွေးချယ်ပြီးပေးလိုက်တဲ့ Infinito ကပေးတဲ့ဟို FIFA ပေးတဲ့ငွေကြေးစုကိုဒေါ်နယ်ထရန့်ရတယ်ဗျာ ဒေါ်နယ်ထရမ့်ဖြစ်နေတဲ့ခါကျတော့တန်နေတွေကပြောရတော့နည်းနည်းခက်တာပေါ့သို့တော့ဒေါ်နယ်ထရမ့်မလို့အခြားတဲ့သွားဆိုရင်ခင်ဗျာဥစိုးရလည်းရတဲ့မျိုးစွပ်ပစ်သွားသွားပါသို့တော့ဒေါ်နယ်ထရမ့်ဖြစ်တဲ့ခါကျတော့နည်းနည်းတော့ပြောရကောင်နည်းနည်းတော့ပြောတော့ပြောတယ်ဒါပေမဲ့နည်းနည်းတော့ဟုတ်တယ်ဥစိုးရပဲပြောတယ်ဒေါ်နယ်ထရမ့်မပြောဘူးဥစိုးရဘာပြောလဲဆိုတော့ဥစိုးစိုးကိုဘာကိစ္စဒီပုံကပေးရတယ်လဲဆိုတော့ဖြစ်လာရောဆိုတော့သူတို့ကတော့ဂုံယူရခေါင်းမမသိဘူးကျွန်တော်ကဂုံယူတယ်ဘာလို့မြန်မာတယောက်ကကပ္ပအလဲမှာဒီကပ္ပအင်အားအကြီးဆုံးဩဇာကြီးဆုံးခေါင်းဆောင်ကိုစုပေးဖို့ရွေးချယ်ရေးအဖွဲ့ဥက္ကရာလောက်ရတာမြန်မာဖြစ်နေတာအဲ့ဒါဂုံယူဖို့ကောင်းတာ ်ခမရကဥစ္စာကြိုက်ကြိုက်မကြိုက်ချစ်ချစ်မချစ်ချစ်ခမရတို့ကိစ္စကျွန်တော်လည်းကြိုက်တာမကြိုက်တဲ့ကျွန်တော်ကိစ္စနော်ဒါပေမဲ့ကျွန်တော်ဘာကိုလက်ခံလဲဆိုတော့ဥစ္စာဆိုဆိုတာကိုခေါင်းနဲ့မိလိုက်တယ်ဥစ္စာဘာတူလဲမြန်မာနိုင်ငံသားမြန်မာနိုင်ငံသားကဒီစုပေးရွေးချယ်ရေးရဲ့ရွေးချယ်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ထမ်းဆောင်ရတာကိုယ်ယူစရာကောင်းတော့ဗျာအဲ့နေရာမှာဥစ္စာမကလို့ခမရဘသူပဲတက်လို့လို့ဥဝင်းမြင်ပဲဖြစ်ဖြစ်ဒေါ်ဆန်းသူကြီးပဲဖြစ်ဖြစ်ခမရတို့ကြိုက်တဲ့သူပဲဖြစ်ဖြစ်မကြိုက်တဲ့သူပဲဖြစ်ဖြစ်ဘသူလို့လို့ ကျွန်တော်မြန်မာနိုင်ငံသားတယောက်ကအဲ့ဒီမှာဥက္ကဋ္ဌဖြစ်နေတယ်ဆိုကြရဲကျွန်တော်ကဂုံယူစရာကောင်းတာဗျအ ਨੇ ဆုံးတော့ဂုံယူတတ်ကြစမ်းပါဒါလေးပါဥသောကမုံရင်တိုက်တော့ဆဲကျွန်တော်လည်းကျွန်တော်လည်းပြောဘူးကျွန်တော်လည်းဆဲရင်ဆဲမှာပြောရင်ပြောမှာပြောရင်ပြောဘူးဒါပေမဲ့ဒီကိစ္စကတော့ဆဲရမယ်ကိစ္စမဟုတ်ဘူးပြောရမယ်ကိစ္စလည်းမဟုတ်ဘူးကျွန်တော်မြင်တယ်ဘာလို့လဲဟာဒါမြန်မာနိုင်ငံသားတယောက်ကဒီပါးကြီးမှာစူရေးချော်ကြီးမှာကိုကဥက္ကဋ္ဌလုပ်ရတာအဲ့ဒါကိုဝေဖန်တယ်တကားရည်ရဲ့ဝေဖန်တာထားလိုက်တော့နော်ပြည်တွင်းကပြည်ပြေးအုပ်စုကပူဝေဖန်တော့ကျွန်တော်ဘာပြောမှမသိဘူးဘောနော်ပြည်ပြေးမီဒီယာတွေကိုပြေဖို့ဝေဖန်တော့ခေတ်တေတို့မီဇီမာတို့အီယာဝတီတို့မြန်မာနောင်တို့ဘာတို့ညာတို့ပေါ့ဗျအကုန်ဝေဖန်တယ် နော်ဒီသမန်ငိုင်းကနေမှာသူကကဘလာမဲနိုင်ဖို့အတွက်မှာစုရှင်ကိုစည်ရင်တင်သွင်းပြီးတော့ကျင်ညာပေါ့နော်ဒီစုကိုကျင်ညာတော့စုရွေးချယ်စုရွေးချယ်ပြီးသွားပြီပေါ့နော်အဲ့တော့ဥဒ္ဒေသွားတာကိုရွေးချယ်ရမယ်အဲရွေးချယ်ပြီးတော့နောက်ဘာဆက်ဖြစ်မလဲဆိုတော့ဒါဟိုအင်ဖန်တီနိုကစုချင်းမပါဘူးဒီလိုအဲ့တော့ဥဒ္ဒေသွားကြတော့တိုက်ခိုက်ကြတာပေါ့ဘယ်လိုတိုက်ခိုက်လဲဥဒ္ဒေသွားဆိုတာစစ်အစိုးရနဲ့နီးစပ်တဲ့လူစစ်အုပ်စုနီးစပ်တဲ့ဦးတန်းရွှေလူဘုသူလူဘာသူဘဝလူဘာလူညာလူအစစ်အစစ်တပ်နဲ့ဘယ်လောက်ဘယ်လိုကတာမျိုးစုံကိုအဲ့လိုပြောပြီးတော့ဒီလိုပုံကိုရဲ့ဒီလိုပုံကိုမျိုးကြီး လာပြီးတော့လို့တာဒါတော့လက်မခံဘူးเนาะအဲ့ဒါမစသဖြင့်ပေါ့ဒါမဖြစ်သင့်ဘူးဆိုတာမျိုးတွေဝေမှန်ကြတယ်အဲ့တော့ဒီ FIFA ပေးမဲ့ညီချင်းစုတဲ့ပတ်သက်ရင်လည်း Infantino ကသူ့ရဲ့ပုံကိုရေးရဟို Donald Trump ရဲ့ဟိုရအောင်လို့ credit ရအောင်လို့တမင်ပုံကိုရေးရထွင်ပေးတဲ့စုပါဆိုတာမျိုးတွေအစလျှောက်ပြီး Infantino ကိုလည်းဝေမှန်တယ်သူတို့နောက်တော့ဥဥဥဆောင်နဲ့ Infantino ရဲ့ဂျာဆက်ဆံရေးကိုလည်းသူတို့တိကျသိဖို့မရဘူးဗျပို့လိုက်ပြောရင်ဘောလုံးဖွဲ့ချုပ်ဥက္ကရာကမ္ဘာဘောလုံးဖွဲ့ချုပ်ဥက္ကရာ FIFA ဥက္ကရာ Infantino ဥက္ကရာဖြစ်ရေးအတွက်ဖြစ်ရေးအတွက်ပေါ့နော်ဥက္ကရာဖြစ်ရေးအတွက် စ조사ပေးကြတဲ့အာရှသားတွေထဲမှာဥစ္စောလည်းထိဆုံးတဲ့အောင်ပါနေခဲ့တယ်ဒါကြောင့်မို့လို့ Infantino ကဥစ္စောပေါ်မှာသူ့ရဲ့ဟွာရှိတယ်လေးစားမှုရှိတယ်ဟိုကျေးဇူးတရားရှိတယ်ပေါ့ဥစ္စောကျေးဇူးတရားရှိတယ်ဆိုပြီးပေါ့အဲဆိုအာရှသားတွေတော်တော်များကအာရှသားတွေရဲ့မဲနဲ့ Infantino ကဟိုဟုတ်ခရတက်ဖြစ်တာကမ္ဘာပေါ်မှာဖြစ်တာအာရှသားတွေတော်တော်များရဲ့မဲနဲ့ဖြစ်တာအဲ့တော့အဲ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 ့တွေဆွဲဆောင်ရေးထဲမှာဥစ္စောကထိဆုံးအောင်ပါနေတယ်ဒါကြောင့်ဥစ္စောကို Infantino ကဟုတ်ပြီဥစ္စော Infantino အတွက် lobby လုပ်ပေးခဲ့တယ်ပေါ့ဗျာဒီလိုပြောရအောင်အဲ့လိုပို့ပို့ရှင်းပါတယ် တော့ Infantino ကငါ့ကို lobby လုပ်ပေးထားပြီးတော့ငါငါ့အုပ်ရာပြောင်းလုပ်ပေးထားတဲ့ wide ပြီးတော့ vote လုပ်ထားတဲ့ဒင်းပို့လုပ်ပေးထားတဲ့သူမို့လို့ငါတို့လည်းပြန်ပြီးတော့ဥစိုးဘာကော်မတီညာကော်ဒီမောဥက္ကဋ္ဌတို့ပြမဘောပြတော့အာရှဘောလုံးမှာဖော်ချုံမှာလည်းဥစိုးရဲ့ position ကိုအကြီးကြီးပေးထားတယ်ဆိုတော့ဥစိုးနဲ့ Infantino ကြားဆက်ဆံရေးကညီကိုလိုဆက်ဆံရေးလိုဖြစ်နေတာအဲ့ Infantino နဲ့ Donald Trump ကြားမှာလည်းအခုဆက်ဆံရေးကောင်းသွားပြီအဲ့တော့ဥစိုးရဲ့ Infantino နဲ့ Donald Trump ရဲ့ဆိုတော့ကြားမှာခင်ဗျ interlink လို့အပြန်အလှန်ဆက်ဆံရေးတွေ ပေါ်ပေါက်လာပြီလို့ပြောလို့ရတယ်ပြောရရင်တော့ဒေါ်နယ်ထရန့်ရဲ့ဥပဒေကြမ်းမှာဆက်ဆံရေးပေါ်ပေါက်တော့ဒါဆိုရင်ဥပဒေမြန်မာနိုင်ငံသားဒေါ်နယ်ထရန့်အမေရိကန်နိုင်ငံသားမြန်မာတယောက်နဲ့အမေရိကန်နိုင်ငံသားခေါင်းဆောင်တယောက်နဲ့ဆက်ဆံရေးတိဆောက်ခွင့်ရသွားတာကမြန်မာနိုင်ငံအတွက်ကံကောင်းမှုတွေလည်းရလာနိုင်ခြင်းရှိတယ်ဘာဖြစ်လို့ကျွန်တော်အစိုးရဘက်ကတွေးကြမလဲဆိုတော့မသိဘူးသူတို့ဘယ်လိုဆိုးတွေးကြလဲကျွန်တော်တော့အကောင့်ဘက်ကမြင်တယ်ဒီပွဲမှာဥပဒေတော်သားဟိုရွေးစုရွေးချယ်ဥက္ကဋ္ဌအနေနဲ့သူကဒေါ်နယ်ထရန့်ကိုစုရေးချယ်လိုက်ပါတယ်ဆိုရင်ဒေါ်နယ်ထရန့်လည်းဥပဒေတော်ကိုအတိမပြုမယ် ဲ့တော့ဥသေရောနဲ့ Donald Trump နဲ့ဘာဖြစ်သွားမလဲအနည်းဆုံးတော့ထိတွေ့ဆက်ဆံမှုရသွားမယ် contact ရသွားမယ် contact ရသွားပြီဆိုရင်စောစောကြီးမင်းမြန်မာပြည်အခြေအနေမင်းပြောပါမင်းဘယ်လိုမြင်လဲမင်းဥသေရောကတော့ तू လည်း तू မြင်နေမြင် तू ဖြစ်စေချင်တာလေးကို तू ပြောလိမ့်မယ်အဲ့တော့မြန်မာပြည်ဥသေရောကူညီမလာမြန်မာပြည်ကိုဘယ်လိုလုပ်မလဲဆိုတာဥသေရောနဲ့ဆိုင်သွားပြီအဲ့တော့ဥသေရောကတကယ်ကမ္ဘာနံပါတ်1ခေါင်းဆောင်နဲ့ကြားမှာအပြန်လန် contact ရသွားမယ်မြန်မာနိုင်ငံသားဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌမြန်မာဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တယ်အဲ့တော့ဒီလိုပုံကိုတယောက်ရှိသွားတာကကောင်းသလားဆိုးသလားမင်းကောင်းတယ် ါပေမဲ့အဲ့ဒါဥစ္စာကအဲ့ဒီသူ့ရဲ့ရရှိတဲ့ content အခွင့်အရေးပေါ့။ content ပေါ့။သူရရှိတဲ့ content ပေါ့။ content person နဲ့သူထိတွေ့မှုအပေါ်ကနေဒီဘောကနေဥစ္စာကအတိုင်းပြည်အတွက်ဘယ်လိုများအကျိုးပြုပေးမလဲဆိုတာအဲ့ဒါကိုပဲကျွန်တော်စောင့်ကြည့်ပါ။လောလောဆယ်ကဘာလဲဆိုဘောလုံးကနေသွားတဲ့နိုင်ငံရေးအထိဆွတ်ခေါ်သွားလိုက်ရမြန်မာနဲ့ American ကြားမှာ။ဘောလုံးကနေသွားတဲ့နိုင်ငံရေးအထိ American မြန်မာကြားမှာချိတ်ဆက်သွားလို့ရသွားပြီ။လမ်းကြောင်းပွင့်သွားတယ်လို့ကျွန်တော်ခေါ်တယ်။ပြီးတော့ဒီမြန်မာပြည်မှာရှိနေတဲ့ဟိုစူဇန်ပေါ့နော်စူဇန်လားစူစီလားစူဇန်ဖြစ်မယ်နော်စူဇန်ဆိုတဲ့မျိုးသမီး အဲသူလည်းမာပြီမာကြည့်တိတ်တိတ်ကျတဲ့သီးကြီးနေသူလိုက်တွေ့ပြီးပြီတွေ့ပြီးပြီသူပြီးတော့တချို့ဒီတန်တမန်တိုင်းဝမ်းရဲ့ပုံကိုယ်တွေပြီးတော့မြန်မာအစိုးရရဲ့နားရဲပေါောက်တော်နေပုံကိုယ်တွေနဲ့သူတွေ့ဆုံစကားပြောပြီးတော့တိခောက်စဉ်းစားနေပြီသူတို့အောင်စဉ်းစားနေတာဒီမိုကရေစီရွေးကောက်ပွဲကိုစန့်ကျင်မှုကန့်ကွက်မှုနောက်ရှေ့ဖို့မကြိုက်ဖို့မလိုက်ဖို့မဟုတ်ဘူးစိတ်ဝင်စားဘူးဒီမိုကရေစီရွေးကောက်ပွဲလောက်အောင်လက်ခံတယ်သူတို့သိပြီးတော့အဲ့လိုကြီးကောင်းလို့မထင်ဘူးအဲ့ဒါယူစန့်ကျင်တဲ့ကောင်တွေသူတို့မလုပ်ဘူးဒါပေမဲ့ကြားဖြန့်နဲ့ကြားဖြန့်နဲ့ အဲကြားဖြတ်တဲ့ဒီဒီဒီတရုတ်ကြီးပေါ့နော်အဲ့ဒါကိုတော့သူနည်းနည်းအအောင်စိုက်မဲ့သဘောရှိတယ်ကြားဖြတ်တဲ့တရုတ်ကြီးမွေးမွေးစိုးကဘိန်းပေါ့ဗျာမွေးစိုးကကိစ္စတော့အားထည့်လိမ့်မယ်သဘောရှိတယ်ဒါကြောင့်မလို့စောင့်လို့ကြည့်ရမယ်ဘာဆက်ဖြစ်မလို့ဆိုတာမသိရတယ်စောင့်ကြည့်မယ်နော်ပြောချင်တာကျွန်တော်အမြင်ကတော့ဥစ္စာဟာဒီကနေတစ်ဆင့် American ဆိုးရနဲ့ချိတ်ဆက်ရမယ်ပြီးရင်အဲ့ဒီနေရာမှာမြန်မာနိုင်ငံအတွက်အကျိုးပြုတဲ့လုပ်ငန်းတွေဥစ္စာလုတ်ပေးနိုင်ခေါင်းပါရဲဆိုတဲ့အတွင်းနဲ့ကျွန်တော်တွေးနေပါတယ်ဥစ္စာအဲ့လိုလုတ်ပေးခဲ့ရင်ကျေးဇူးတရားပါအဲ့မလုတ်ပေးခဲ့ရင်တော့လေဒါဟာတိုင်းပြည်ကိုမချစ်ဘူးလို့ကျွန်တော်တဲ့ပဲပြောပါအဲ့တော့သူတိုင်းပြည်ကိုချစ်သလား မချစ်ဘူးလားဆိုတာအဲ့ဒီပွဲကနေတစ်ဆင့်နောက်တစ်ဆင့်ကိုကျွန်တော်လှမ်းပြီးတော့ကြည့်ပါမယ်သို့တော့ဆဲမဲ့ထဲမှာတော့ကျွန်တော်မပါဘူးဘာလို့ဆိုတော့ဒါမြန်မာနိုင်ငံသားတောင်နေတဲ့ဒီလူကိစ္စမှာဥက္ကဋ္ဌဖြစ်နေနေရတာကွန်ဂျာကောင်းတယ်လို့ပြောချင်တာအဲ့ဆဲတဲ့ဥစ္စာဆဲတဲ့ကောင်းနေပါလဲဆိုတော့မြန်မာနိုင်ငံကြီးအဆင်ပြေသွားမှာအမေရိကန်နဲ့အင်လိုင်းဖြစ်သွားမှာချိတ်ဆက်မိရမိသွားမှာစိုးရိမ်ပြီးတော့တခါသူတို့ခွက်ပြောင်မှကြောက်လို့ဆဲကြတာပွင့်ပြောအဲ့လူဆဲကြတာဆဲတဲ့လူဒီကောင်းတော့ပါလို့မြန်မာနိုင်ငံတည်ငြိမ်ရေးချမ်းသွားမှာတိုးတက်သွားမှာအမေရိကန်နဲ့ဆက်ဆံရေးကောင်းသွားမှာကိုမလိုလားလို့ဆဲကြတာဥစ္စာဆိုတာနဲ့ကြားရတယ်ဆဲတော့အဲ့လိုဖြစ်ကုန်တာအဲ့တော့ ကျွန်တော်ကတော့အစိုးအကောင့်မမြင်အစိုးမမြင်အကောင့်မမြင်ထားတယ်အဲ့တော့ဥစ္စာကိုယ်တိုင်လည်းကျွန်တော်မြင်ထားတဲ့အကောင့်ဖြစ်ဖို့ပဲကြိုးစားပြီးဖို့ပဲကျွန်တော်တိုက်တွန်းချင်တယ်ဒါပါပဲကျွန်တော်တော့ဘာအဲ့တော့သူတိုက်ပြီးဘယ်လောက်ချစ်တယ်လဲတိုက်ပြီးတကယ်ချစ်တာလားအဲ့ဒါပဲကျွန်တော်စောင့်ကြည့်ပါနော်ဒါလေးကကြုံကြိုက်လို့ဥစ္စာကိစ္စထည့်ပြောရင်လည်းဒါအာဒေါ်နယ်ထရန့်ကိစ္စလည်းပါလာတော့ဘူးနော်အဲ့တော့ဒေါ်နယ်ထရန့်နဲ့အဲဒီအမေရိကန်အစိုးရဒေါ်နယ်ထရန့်နဲ့ဟိုလူမှုကြီးကြပ်ရေးကိုတရားစွဲမဲ့မြန်မာနိုင်ငံသားတယောက်ကလည်းပေါ်ပေါ်လာပြန်အောင်မြန်မာပြည်ဖွားတယောက်ပေါ်ပေါ်လာပြန်အောင်အဲ့ဒီကိစ္စလည်းဒါစိတ်ဝင်စားဖို့ကောင်းပြန်အောင်အဲ့ဒါပါလဲဆိုတော့ ဒီရဲရင်မြင့်မို့ရဲရင်မြင့်မို့ဆိုတော့လူလူလာပိုင်းတယောက်ပေါ့နော်။ तू ကအမေရိကန်အမေရိကန်ဆိုးရနဲ့ထရန့်အမေရိကန်ဆိုးရနဲ့လူမှုကြီးကြရေးဌာန US CIS ကိုတရားစွဲဖို့ပြင်ဆင်နေပြီတဲ့နော်။ပြင်ဆင်နေပြီဆိုပြောတယ်။တော့ပြင်ဆင်နေတဲ့အဖွဲ့ကဘာလဲဆိုတော့မြန်မာစင်တာရဲ့ဥက္ကဋ္ဌပေါ့နော်။မြန်မာစင်တာရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်။ပြီးတော့ तू ကဘာလဲဆိုတော့ US USIRD လို့ခေါ်တဲ့မြန်မာနိုင်ငံသားတွေအတွက်လောက်ကကြီးရကိစ္စတွေမှာ like ကူညီပေးနေတဲ့အဖွဲ့ရဲ့ အဖွဲအဖွဲအဖွဲပေါ့နော်အဲ့ဒီဖွဲနဲ့အဲ့ဒီဖွဲဥဆောင်သူဖြစ်တယ်မြန်မာစံတိုင်းဥက္ကဋ္ဌဖြစ်တယ်ကိုရဲရင်မြင့်မိုးဆိုတဲ့ပုဂ္ဂိုလ်ကအမေရိကန်အစိုးရနဲ့အမေရိကန်လူမှုကြီးချက်ယူတရားစွဲမယ်တဲ့ညင်ညာပလိုက်တယ်ဒါကအဆိုင်တကယ်အဆိုင်ကျွန်တော်အားအတင်တာပေါ့နော်ဘာကြောင့်အမေရိကန်အစိုးရကတရားစွဲမှာလဲဆိုတော့မျိုးပေါ့ဒီလိုမျိုးစွဲဖို့ဆိုတာတုံတောင်နဲ့ဒူရန်စဉ်းစားတဲ့အလုပ်မဟုတ်ဘူးအမေရိကန်တရားစွဲဖို့ဆိုတာအဲ့ဒါကိုတရားစွဲဖို့ဆိုတဲ့ကလေးကလေးကနည်းနည်းတော့တတ်တယ်လို့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီပုဂ္ဂိုလ်ကဘာလို့လဲဘာလဲပေါ့နော်ဖက်ဒရယ်ကောက်မှာတရားစွဲဖို့စူးစမ်းတဲ့ ဒီရဲရင်မြို့မို့ဆိုတာဘယ်သူလဲဘာလဲဘာကြောင့်ဆိုရတာလဲပေါ့ဆိုတော့သူကဒီ trans ဆိုရရဲ့ဒီလက်ရှိလှုပ်ဆောင်နေရဲ့လူမှုကြီးကြပ်ရေးကိစ္စတွေကိစ္စရာတဲ့အမေရိကန်နိုင်ငံရဲ့ဥပဒေနဲ့ဖွဲ့စည်းပုံချေဥပဒေနဲ့မညီညွတ်ဘူးတဲ့အဲ့ဒါကြောင့်မို့တရားစွဲမှာအမေရိကန်ရဲ့ဖွဲ့စည်းပုံချေဥပဒေနဲ့မညီဘူးတဲ့ပြီးတော့နိုင်ငံတစ်ချက်ကဖွဲ့စည်းပုံချေဥပဒေနဲ့မညီဘူးပေါ့ဗျာနှစ်ချက်ကနိုင်ငံတကာလူ့ခွင့်ရေးစံနှုန်းတွေနဲ့ချိုးဖောက်နေတယ်တဲ့သုံးချက်ကစစ်ဘေးအာဏာရှင်ဘေးကြောင့်ဒုက္ခရောက်နေတဲ့အမေရိကန်ရောက်မြန်မာတွေရဲ့ဘဝကိုလုံခြုံမှုကိုထိခိုက်စေတယ်တဲ့ဒီအချက်ကြောင့်တရားစွဲတာတဲ့တရားစွဲတာတဲ့သူကပြောတယ် ဲ့တော့ तू ကလည်းဘာလို့လဲဆိုတော့အဲ IV League IV League Corner University ဘုန်း IV League လားဘယ်လိုခေါ်လဲ I IV Y ဆိုတော့ IV လားဘယ်လိုခေါ်လဲကျွန်တော်မခေါ်တတ်ဘူး IV League Corner University မှာတော့ Public Administration နဲ့မဟာဘွဲ့တက်နေတဲ့ကောင်လေးတဲ့နော်ပြီးတော့ဒီနောက်ထပ်ဘာလို့ဥပဒေတက်ကတူတစ်ခုရှိတယ်အဲ့မှာလဲဥပဒေနဲ့ဥပဒေနဲ့ပါရဂူဘွဲ့တက်ရောက်နေလို့ဖြစ်တယ်အမေရိကန်စစ်ရေးတက်ကတူတွေနဲ့အခြားပညာရေးဆိုင်ရာဘွဲ့တွေအများကြီးရထားတယ်တဲ့ဒီလိုကပညာရေးနောက်ခံလဲကောင်းတယ်ဘော ကောင်းတယ်အဲ့တော့ကောင်းတဲ့တခါကျတော့ तू อ่ะဒီ तू ရဲ့အသိအမြင်နဲ့ तू ရဲ့လေ့လာထားမှုတွေနဲ့ဒီအမေရိကန်အစိုးရရဲ့လှုပ်ဆောင်ချက်တွေလူမှုကြည့်ကြရင်ねဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်တွေမြန်မာတွေပေါ်မှာထုတ်ပြတဲ့ဆုံးဖြတ်ချက်တွေပေါ်မှာလုံးဝမကျေနပ်တဲ့အတွက် तू တရားစွဲမှာပေါ့ဗျာအဲ့တော့မျိုးပြောတာဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်အမေရိကန်အစိုးရကမြန်မာတွေပေါ်မှာလုပ်တဲ့လုပ်ရပ်ကို तू ကတရားစွဲတယ်တရားစွဲကိုစူးစမ်းတယ်ပေါ့နော်ဖြစ်မဖြစ်တော့မသိဘူးတရားစွဲမယ်ဆိုတဲ့တတိယတော့နည်းနည်းနဲ့တတိမဟုတ်ဘူးအဲ့တတိယပေါ့ဆိုအမေရိကန်မှာနေပြီးအမေရိကန်တော့တရားစွဲတယ်ဆိုတာနည်းနည်းနဲ့စကီတော့မဟုတ်ဘူးပေါ့ဗျာဒါဒါဒါပို့နေတာလုပ်ရတဲ့တတိယမသိဘူးမြန်မာတရားမြန်မာတရားအောင်နေတယ်ပေါ့ တော့ဒီကောင်လေးအကျက်မြန်မာမဟုတ်တော့ဘူးထင်ပါတယ်မြန်မာပြည်ဖွားလို့ပဲပြောတော့မယ်ကဲအဲ့တော့ तू ကတရားဆွဲမယ်โอเคနောက်အမဘာထက်ရှိလဲဆိုတော့မြန်မာမြန်မာကအဲ့လိုတရားဆွဲတော့မြန်မာကိုနှိမ့်နှိမ့်ကုတ်လို့ပါ냐ဆိုတော့โอเคမြန်မာတွေကဘာသာလို့သဲဆိုမိကွာပြီးခဲ့တဲ့ရက်ပိုင်းမှာမြန်မာတွေဘာလုပ်ခဲ့လဲဆိုတာနဲ့မသိဘူးမြန်မာရဲ့ဒေါ်နယ်ထရန့်ညင်ညာထားတာရှိရလေမြန်မာပါဝင်16နိုင်ငံကိုလုံးဝဒီ green card တွေအစားအကုန်လုံးကပြဒီခိုလုံခွင့်တွေရောဘာညာနိုင်ငံကိုအကုန်အကုန်ပြန်စစ်ဆေးပြီးအကုန်တချို့ကတွေ cancel လို့တချို့ကတွေပိတ်တချို့ကတွေရက်တချို့ကတွေလုံးဝဖြတ်တောက်ပြီးမှာအဲ့လိုလုတ်ပြနေတော့ သူ့နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒကိုအမေရိကန်ပြန်ပြင်တာပြင်ပြီးတော့စဉ်းစားတာအဲ့တော့ဒီနေရာမှာကျွန်တော်ဟိုကိုယ့်ရဲ့စီနီယာတဘာကြတဲ့ပုံကိုတယောက်ကပြောလို့ရှိတယ်ခင်ဗျားစဉ်းစားပြရတဲ့နှစ်ချက်ပဲရှိတယ်တဲ့မြန်မာနဲ့အာဖဂန်နစ္စတန်ကိုတာဂက်ထားတယ်ဥပမာဆိုကြပါဆိုတဲ့ခင်ဗျားဒေါ်နထရန်ရဲ့သူ့ရဲ့အိမ်ပြီးတော့ရှေ့တဲ့နေရာမှာနေနေလာပြီးဆန္ဒပြနေတာဘယ်ကောင်လေးလဲကြည့်လိုက်မြန်မာလေးဘသူ့ကိုပြတာလဲစစ်အစိုးရကိုပြတယ်လို့ပြောတယ်စစ်အစိုးရကိုပြတယ်ပြောသူ့ရဲ့အိမ်ပြီးတော့ရှေ့မှာအဝင်ဝမျက်နှာသာရှင်းနေမှာအပါအတိုင်းလာပြီးတော့ဆိုင်ဖို့ထောင်ပြီးတော့ဆန္ဒပြနေတော့ကြာလာတော့နည်းနည်းကြည့်မရတော့ ကိုကိုရဲ့ initiative ထဲမှာဗျာကိုပြရလည်းမဟုတ်ဘူးဆိုပေမဲ့ကိုတောင်းဆိုနေတာဟိုကောင်နေကြီးကတောင်းဆိုနေတယ်ကြီးကြည့်လိုက်တော့ကြားတော့အမြင်ကတ်လာတာအမြင်ကတ်လာမှာပဲခင်ဗျာကို initiative လာပြီးတော့တော်တော်အောင်တော့တဲ့ကောင်လို့ဆိုပြီးတော့စဉ်းစားပါပဲအဲ့တော့ဒါလို့ငါတို့ကကိုလုံးမွေးပေးထားတဲ့ဒုက္ခမရအောင်ကုညီပေးထားပါတယ်ကြားတဲ့တပတ်ပြီးတပတ်လာလာပြီးဆန္ဒတွေပြနေတော့မသိရင်ငါတို့ဆန္ဒပြခံနေရသလိုပဲငါ့ကိုအချက်ခွဲနေသလိုပဲဆိုပြီးတော့တင်းပါပဲတင်းတော့ဘာဖြစ်လဲဘာလို့လဲဆိုတော့အဲ့ကောင်ဘယ်ကောင်လဲဆိုကြည့်တော့မြန်မာလေးနောက်တစ်ပတ်ကြည့်တော့ဘယ်ကောင်လဲမြန်မာလေးဟာဒီကောင်လည်းမဟုတ်တော့ဘူးမဟုတ်တော့ဒီကောင်လည်းမဟုတ်တော့ဘူးစဖြစ်လာပြီတဲ့အဲ့လိုပါ ပိုးဆိုးသွားတာမြန်မာတစ်ချိန်လုံးဆန္ဒပြသလိုအာဖဂန်နစ္စတန်ကျတော့အင်ဂျီရိုရှေ့မှာလိုင်းပြတ်တက်သွားတယ်ဖြစ်စဉ်ပြီးခဲ့တဲ့ရပိုင်ဖြစ်သွားတယ်လေပြတော့ဟာကြောက်ဒီအာဖဂန်ကောင်တွေကလူတက်တယ်မြန်မာကောင်တွေကဆန္ဒပြတယ်ကြောက်ဒီကောင်နှကောင်အဆင်မပြေဘူးအကောင်နှကောင်ကင်သွားဆိုပြီးတော့ဒေါ်နယ်ထရန့်စဉ်းစားမှာပဲအဲ့တော့စဉ်းစားပြီးတော့နောက်ဆုံးဘာလုပ်လဲအဲ့ကောင်တွေရှိအဲ့ကောင်နှကောင်ပါဝင်ရှိတဲ့နိုင်ငံတချို့နိုင်ငံ16နိုင်ငံလုံးကင်သွားပြီးတော့ကြီးညာမှာပဲတဲ့သူ့နေရာမှာတိုင်းသူ့တိုင်းပြည်သူဖြစ်တဲ့ခေါင်းဆောင်ဆိုလုံမှာပဲတဲ့တော်တော်မြင်ကလာပြီလေခမရအင်ရှိပြီကဲကျွန်မတို့နားထောင်နေတဲ့သူတွေပဲထားခမရတို့ခမရတို့တော့ဆန္ဒပြတာတော့မဟုတ်ဘူးဗျာခမရတို့အားကိုးပြီးတော့ ခင်ဗျားတို့ဒီဟိုခင်ဗျားတို့အားကိုးပြီးတော့တခြားတယောက်ကိုဒီလိုရေးယူပေးပါဒီလိုလှုပ်ပေးပါဒီလိုကင်ပေးပါဒီလိုစောပေးပါဆိုပြီးတော့နေ့စဉ်ခင်ဗျားအိမ်ရှိမှာစိုက်ပူကြီးထောင်ထောင်ပြီးလာပြီးအကူကြီးတောင်းနေရင်ခင်ဗျားဆိုရင်အဲ့ဒီလူကိုကြည့်ကြည့်ပြီးစိတ်ဆင်းရဲမလားစိတ်ချမ်းသာမလားစိတ်တော်ညစ်သွားမလားပထမတစ်ချိန်တော့အော်အေး तू တော်ခက်ခဲရှိနေတာပဲတွေ့ရတယ်ဒုတိယတစ်ချိန်အေးဟုတ်ပြီအော်ဇွဲကောင်းတာပဲ၃ချိန်၄ချိန်အော်ဇွဲကောင်းတာပဲ၅ချိန်၆ချိန်ခွန်းစိတ် ဟိုတော့ဒီတော့မဟုတ်တော့ဘူးကွာငါလည်းခွန်တော်ဆော့မြက်ကလာပြီးပြစ်လိုက်အဲ့အဲ့အဲ့ပေါင်တဲ့သွားအမြင်ကတဲ့ပုံမှန်တဲ့ကိုမြန်မာရောက်သွားပြီးတော့အခုမြန်မာအကုန်လုံးသွားတာအခုတိအကုန်တိအခုဘာဖြစ်နေလဲဆိုတော့အကုန်လုံးဘယ်ပြေးရမှမသိဘူးမဲဆောက်ပဲပြန်လာမလို့ချင်းမိုင်းပဲသွားနေရလို့ဟိုတောင်စုတန်းတို့သွားရတော့မလို့လို့တိလားလမ်းများအလုံးတောင်စုတန်းတောင်စုတန်းတို့တွေဖြစ်ကုန်တော့မလားမသိဖြစ်နေတာအကုန်ရှုပ်ချက်ခတ်ကုန်ပြီအမေရိကန်မှာရောက်နေတဲ့မြန်မာတွေအကုန်ရှုပ်ချက်ခတ်ကုန်ပြီအကုန်ရှုပ်ချက်ခတ်ကုန်ပြီရောက်တဲ့မြန်မာတွေကလူကျွန်တော်ထင်တယ် လူနှစ်သိန်းကျော်ရမယ်ထင်တယ်အမေရိကန်မှာအဲ့လောက်အဲ့လောက်များမယ်ထင်တယ်အခုတော့ခရရောက်ပြီဟိုကဒေါ်နယ်ထရန့်စဉ်းစားပြီလေခေါင်းကိုက်လာပြီဟိုငါတော်တော်နောက်တစ်ခေါင်းရောင်းကိုကိုက်လိုက်ပါဆိုသွားတာပဲအဲ့တော့အခုဒီတနေ့ဒီဒီနောက်လာမယ့်6လအတွင်းမှာခင်ဗျအဲ့ကောင်ကြီးပြေးကြအောင်ပဲဘယ်ကိုပြေးကြမလဲမသိဘူးနော်အဲ့တော့စောင့်ကြည့်ရမယ်အဲ့တော့ဒေါ်နယ်ထရန့်ကိုင်းတဲ့အတွက်မြန်မာတွေထိခဲ့တယ်ထိခဲ့တဲ့အတွက်ခုနကဒီရဲရင်မြင့်မို့ဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ဘသူကမြောက်ပေးလဲလဲမသိဘူး तू ကဥဆောင်သူလီဒါတယောက်နေချမယ်အမေရိကန်ဆိုတရားစွဲမယ်ဆိုတော့စွဲပေါ့ဆေးအတွက်၄ကုန်နေမယ်အဲ့လိုတရားစွဲတော့မှအဲ့ဒီကောင်မှကိုင်သွား အကုန်တော့မှာဒေါ်နယ်ထရန့်ဆိုတဲ့လူကခင်ဗျာဘာလို့မကြည့်ရတာမဟုတ်ဘူးကိုလှုပ်တာသူ့ထိခိုက်ပဲတင်အကုန်တွေ့တာခင်ဗျာအဲ့တော့ရဲရင်မြို့မကလို့မြို့မရဲရင်ပဲဖြစ်ဖြစ်မြို့မရဲရင်အဖေပဲဖြစ်ဖြစ်ဒီကောင်တို့ကြည့်ရတော့မဟုတ်တော့ဘူးငါခွန့်လှော်တာတစ်ချိန်တစ်ချိန်မဟုတ်တော့ဘူးကင်လှော်လိုက်မှာပေါ့အဲ့တော့ဟိုကိုကိုကိုများဟန်နီဘာဂျာမထင်လားမသိဘူးတွေ့ရလို့ကင်လို့ရတယ်ထင်လားမသိဘူးစိတ်ထဲမှာအဲ့လိုထင်လားမသိဘူးမဖြစ်နိုင်ဘူးတော့အဲ့တော့ဘလို့ဖြစ်ဖြစ်တချို့အားလေးတွေက တို့လောက်တာကဆေးအတွက်နဲ့လေးမယ်နော်ပေါ့စင်ချင်းတို့ကြောင်းစင်းတို့ဆေးအတွက်လေးနောက်တစ်ခါရှိနေငါမှာထောင်းလုံးလုံးကြတယ်ဖြစ်ကုန်လို့ပဲကျွန်တော်မြင်အောင်သေးတယ်အရင်ရင်မြင်မှုလောက်ကမှပို့ပြီးတော့မြန်မာဆိုရင်တယောက်မှအဝင်ခွင့်မပေးနဲ့ကွာလေးစက်ကလည်းပြန်လှုပ်သွားသူဖြစ်ကုန်မယ်အဲ့လောက်ထိဖြစ်သွားရင်တော့အင်းမင်းတို့လောက်တာမင်းတို့လောက်ကပါပဲငါတို့ဘာခွက်ပြောက်တယ်ကွာဆိုတော့အကုန်ဖြစ်ကုန်တော့မယ်လို့ကျွန်တော်မြင်တယ်ဒါလေးကိုကြုံကြိုက်လို့ကျွန်တော်ဒီနေ့ထည့်ပြောတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပေးလိုက်တာအချောင်းပါဘူးဒီကျွန်တော်တို့ဒီနေ့မှာဒီတို့ဒီ PDF အဖွဲ့တစ်ဖွဲ့ကတို့ရဲ့ထုတ်ပြန်ချက်တစ်စုံထုတ်လာတယ်တို့ FPV drone နဲ့ တောင်ကူလေစိတ်ကိုသူတို့ဝင်ပြီးတော့ဝင်ဆောင်တယ်ဝင်ပြီးတော့ဗျာဖြတ်ပြန်ပြီးတော့ဟိုဖြတ်ပြန်ပြီးတော့လေချောင်းကိုရှုပ်ပြပါလေဆိုတာမျိုးတစ်ခုထုတ်ပြန်လာတွေ့ရတယ်ကျွန်တော်ဒါကြည့်ပြီးတော့ဘာစဉ်းစားမိလဲဆိုတော့ဟုတ်တာမဟုတ်တာခဏတာဒီဗီဒီယိုဖိုင်စစ်တာတုတ်တာခဏတာကျွန်တော်အဲ့ဒါစိတ်ဝင်စားဘူးစစ်ကြည့်လို့စိတ်ဝင်စားဘူးစစ်စစ်တုတ်တုတ်အေးမကြည့်ဘူးတော့တော့တတိထားမှာပါလေဆိုတော့ဒီ online ကမရရနေတဲ့အတိုင်းမျိုးဖြည့်ဆည်းဖို့စဉ်းစားတဲ့အခါမှာတတ်မတော်လေတက်ကစကန်ဒီလေတက်ကလေရင်မျိုးဖြည့်ဆည်းဖို့ကတော့ဒီကောင်ကြီးတတိနဲ့ပုံတတိကြံပါပဲအဲ့လိုကြံတဲ့အတွက်တတိထားမယ်ဆိုတော့ကျွန်တော်မြင်တယ်အဲ့တော့သူတို့ထုတ်ပြန်နေရဲဆိုတဲ့ကိစ္စတွေကိုကြည့်ပြီးတော့အစိုးရက အမြင်နဲ့သူတို့တကွက်နှစ်ကွက်ကြော်ပြီးတော့ဂျုံနေပြင်ဆင်ထားဖို့တော့လုံမဲလို့ကျွန်တော်မြင်နေပြ။ဘာလို့တက်မတော်၄ရက်၄တက်တည်းရ၄တက်ကလေးရင်ဒီလေးရင်နဲ့တူတော်နဲ့ကိုတော်ယုံနေလက်နက်ခဲရနေဒါတွေကသတိကြီးထားမယ်လို့ကျွန်တော်ထင်တယ်ဒီကောင်တွေဒါကိုတက်ခဲ့ထားလာတော့မယ်လို့မြူဆတယ်လို့မြင်မိကြောင်ပြောရနေတယ်ဒီလောက်ပါပဲအလုံးမဲကိုယ်စားသိရှိပါတိုက်ပြီးပေါ်စေနာမန်ထားပါသစ္စာရှိပါကို့နိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုပ်လောဝတီးပြီးပျော်နေတဲ့လူမိုက်လူရဲကလူသက်အချမ်းဖက်အပေးသမားခမည်းဖြစ်နေသလားဆိုတော့ပြန်လည်းမင်းတို့တို့ပါလို့ပြောရနေတယ်ကောင်းလိုက်